ဒရီမန်ထုတ်လိုက်ပါရရှင်ဒီနေ့ရှင်တို့ပြောက်အောင်မလေးရပေါ့နော် long beach ကထုတ်တဲ့ miss berry beauty လေးနဲ့ miss berry make လေးဖြောပြမှာဖြစ်ပါရရှင်ဒီမှာကတော့ long beach ကထုတ်တဲ့ acai with miss berry ပေါ့နော်ဒီ miss berry berry သီးလေးရောထားတဲ့ဒီ beauty လေးကိုအာအဓိကပေါ့နော်သုံးသွားမှာဖြစ်ပါတယ်ဒါလေးကတော့မင်းတို့ထဲမဲ့ no မုံပါရှင်အဲဆိုရင်မင်းကဒီဖြောရင်လေးမှာဆိုလို့ရှိရင် miss berry ရဲ့ no မုံရဲ့ no စီရဲ့ဇာတ်ရည်ပဲသုံးထားပြီးတော့မှထပ်လိုက်ဖြောအောင်ဖြစ်ပါရရှင် ဲဆိုပထမအဆုံးပေါ့မင်းတို့ကဒီ miss berry view ကြီး30 ml ကိုတုံးထားပါတယ်30 ml ကိုမင်းတို့က20 ml ကိုခွက်မှာအရင်ထည့်တယ်ပေါ့နော်အဲကိုပါဆက်ကွက်ထဲမှာအရင်ထည့်ပြီးတော့ကိုလှုပ်ချင်တဲ့ဒီကိုလှုပ်ချင်တဲ့နေရာလေးအထိကိုဒီမှွေတိုင်းလေးနဲ့ပေါ့နော်အဲအပေါ်လေးကိုအဲ့လိုဆွဲတင်ပြလိုက်တယ်အဲပြီးလို့ရှိရင်တော့မင်းတို့ကခုနကနှုတ်နေရမှာပေါ့နော် freshman မတုံးချင်လို့မင်းကဒီ dreamy နှုတ်မုံလေးပေါ့နော်ဒီနှုတ်မုံ3ဇွန်းရယ်ပြီးလို့ရှိရင်မင်းတို့ကတခြားရည်ရယ်နှုတ်စီရောထားတဲ့ဟာပေါ့ ပေါ့နော်အဲ့ဒီကောင်လေးတွေကိုမင်းတို့ရင်းနှီးပွက်ပွက်ဆူပေါ့နော်150 ml လောက်နဲ့ရောပြီးတော့အမုံလေးတွေကြေသွားအောင်လို့ပေါ့နော်အကုန်လုံးပျော်ဝင်အောင်လို့မင်းတို့ကမှွေပြီးတော့ထည့်ပေးလိုက်ပါရဲ့ရှင် ပြီးလို့ရှိရင်မင်းချန်ထားတဲ့ဒီ10 ml ရှိတဲ့ဟာလေးကိုထည့်ပြီးတော့မှုလိုက်ပါမယ်။နို့မှာလည်းပေါ့နော်ချူချင်းအရသာလေးပါအောင်လို့မင်းကတမင်တက်ချန်တာဖြစ်ပါရဲ့ရှင်။ဒီနှစ်ခုပေါ့နော်မင်းတို့ကနို့ရည်ရဲ့ပြီးလို့ရှိရင်ခုနက miss berry puree လေးရဲ့ကိုရောပြီးတော့တမအောင်မှုန်လေးတွေတီးသွားအောင်လို့မှုလိုက်ပါမယ်။ဒီနေရာမှာ ရှေ့ကတည်းကမဆက်ကြည့်နေလို့ဆိုရင်ရှိလို့ရပါတယ်ရှေ့အမေကတော့မရှိတော့ပါဘူးနော်အဲပြီးလို့ရှိရင်မင်းတို့အဲ့လိုတမအမုံလေးထည့်သွားအောင်မှွေပြီးလို့ရှိရင်မင်းတို့ဒီ parcel ခေါက်ထဲမှာခြေထားတဲ့ရေခဲလေးတွေကို900 ml ခွက်အပြည့်တော့ထည့်လိုက်ပါမယ်ရှင် ကဲအဲ့လိုခြေထားဟီကလေးတွေကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနကမင်းတို့ဖြော်ထားတဲ့ဒီ Miss Berry ရဲ့နှူးရရောထားတဲ့ကောင်လေးကိုထည့်လိုက်ပါမယ်။အဲအခုဆိုလို့ရှိရင်တော့ချိုချိုချင်းချင်းလေးနဲ့နှူးရတာလေးနဲ့အရန်တောက်လို့ကောင်းတဲ့ဒီ Acai with Miss Berry ပြူရီလေးနဲ့ဖြော်ထားတဲ့ Miss Berry မိတ်ကလေးပေါ့နော်ရမှာဖြစ်ပါတယ်မင်းကတော့အပေါ်ကနေပြီးတော့မှဒီ topping လေးကို jelly topping ကို pink လေးသုံးထားပါတယ်ရှင်ဒါရောင်းမရောင်းရောင်းအိမ်မှာပဲခွားတောက်ဆာဆာပေါ့နော်လိုလိုကုန်လို့ရပါတယ်ရှင်